အရင်ကဖြစ်ခဲ့တာတွေကမစင်စားတော့ဘင်းရှေ့ဆက်ဖို့အားပြည့်မွေးထားရဆိုတဲ့ပညာဖုံပြေပရိသတ်ကြီးတို့ဤပညာဖုံပြေဆိုတာကတော့ရုပ်ရှင်ဇလဲတွေကိုရှိုက်ကိုပြီးပရိသတ်တွေရှေ့နေရာယူလာတဲ့တသစ္စမင်းသားကျော်လေးပဲဖြစ်ပါရင်အထူးသဖြင့်မဟာကနေထုတ်လွှင့်နေအိမ်အောင်ဇလန်းတွဲပြီးမှပညာဖုံပြေကိုပုံမလူသိများလာခဲ့ပါရင်ချစ်စရာကောင်းတဲ့တရုပ်ဆောင်မှုတွေကြောင့်လည်းတခါတလေမှပရိသတ်တွေစီကနေ ချိုးခန့်နေရပြီမိပညာဖို့ပြေကိုချစ်ခင်အားပေးကြတဲ့သူတွေကတော့မနေမနောပါပဲနော်။နှကန်းဒီမာလေးတွေရဲ့အသေးဆွဲတရားဖြစ်သူပညာဖို့ပြေဟာအောင်မြင်စားချိန်မှာပဲစိတ်မကောင်းစရာဖြစ်ပျက်တခုကိုကြုံလိုက်ရပါရင် အဲ့ဒါကတော့ပညာဖွံ့ဖြိုးတရားချစ်ကံချီဆိုတဲ့မြူစီဗီယိုမှာပါဝင်သရုပ်ဆောင်လိုက်မိခြင်းပဲဖြစ်ပါရည်ဒီသချင်းကတော့မော်ရယ်သရုပ်ဆောင်မင်းသမီးဖူးဖွင့်တခင်ရဲ့ကိုရင်းတီဆိုထားတဲ့သချင်းတစ်ပုဒ်ဖြစ်ပြီးပညာဖွံ့ဖြိုးကအဲ့သချင်းထဲမှာပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါရည်ပညာဖွံ့ဖြိုးကိုပြဿနာတက်သွားစေတာကတော့အဲ့ဒီမြူစီဗီယိုထဲမှာပါရည်ဇဝင်ကန်းချိုးချောင်းပဲဖြစ်ပါရည်သချင်းတွေကဇဝင်ကန်းတွေဟာဆိုရင်အပြာကားဆက်ဆံသရုပ်ဆောင်မှုတွေပါဝင်နေပြီးတော့အမြင်စိမ့်တဲ့သူကြည့်မယ်ဆိုရင်တော့အနည်းငယ်ဟင်ကနေဟာကနေဖြစ်သွားစေနိုင်ပါရည် ဒါပေမဲ့လက်ရှိခေတ်အခြေအနေကတော့ဒီလိုမျိုးစောင့်ဝင်ကန်းတွေဟာပြည့်စုံဝရမရှိပေမယ့်မြမရင်ကျေးမှုနဲ့မကန့်ညီဘူးဆိုတဲ့ချက်ကတော့ပြဿနာတက်သွားစေတဲ့ချက်ဖြစ်လာခဲ့ပါရင်ဒီချက်ကြောင့်ပဲဒီသစင်းမှာပါဝင်ဖန်တီးခဲ့ကြတဲ့အမှုပညာရှင်တွေအကုန်လုံးကိုရေးယူခဲ့ကြပြီးအဲထက်မှာဗညာဖွင့်ပြတယောက်ကတော့သူကိုယ်တိုင်သွားရောက်ဝန်ခံဖန်ခံခဲ့တာပဲဖြစ်ပါရင် တက်သစ္စာအောင်မြင်နေတဲ့အချိန်မှာအခုလိုမျိုးဖြစ်ရှင်းလို့မရတဲ့ပြဿနာတစ်ခုကိုကြုံလာတာကြောင့်ဗညာဖုံးပြစ်ကိုချစ်ခင်အားပေးကြတဲ့ပြည်သက်တွေကသူတို့ချစ်ခင်အားပေးကြတဲ့သူတွေစိတ်မကောင်းဖြစ်အောင်ကလွဲပြီးဘာမှမတန်နိုင်ခဲ့ပါဘူးအဲ့လိုနေဗညာဖုံးပြစ်ဟာ ခုနှစ်လလောက်ထိရောက်နေကြရပြီးလွန်ခဲ့တဲ့၃လလောက်ကမှပြန်လည်လွတ်မြောက်လာခဲ့ပါရီ။ဗညာဖွံ့ပြေးတရားကိုပြန်လည်လွတ်မြောက်လာချိန်မှာတော့ပြည်သက်တွေကအလွန်အမင်းဝမ်းသာခဲ့ကြပြီးအနုပညာမောင်နှမတွေကစာဗညာဖွံ့ပြေးကိုပြန်လည်ကြိုးစုံမှုတွေလုပ်ပေးခဲ့ကြပါရီ။အချိန်ကာလအပြည့်နော်လာပိုင်းသာကြာညောင်းခဲ့ပေမယ့်ကြုံရတဲ့ခက်ခဲတွေနဲ့ဖြစ်ပျက်တွေကမြန်ဆန်လွမ်းလာကြောင်းဗညာဖွံ့ပြေးအနေနဲ့တော့အထင်ကထွက်ပြီးတာမှအရင်လိုပြန်လည်တည်ဆောက်ဖို့အချိန်ယူခဲ့ရပါရီ။ ဒါပေမဲ့သူ့ကိုချက်တဲ့ပရိသတ်တွေရဲ့အားပေးမှုနဲ့တူပညာမှုပြရတော့ခက်ခဲတဲ့ကြားကနေပြန်လည်ထွက်ပေါ်လာခဲ့ပြီးအခုဆိုရင်တော့အနုပညာလို့တွေကိုပါပြန်လုပ်နေတာကိုတွေ့မြင်ရပြီဖြစ်ပါတယ်အမားလုခဲမီရဲ့တောင်မှပြန်ပြင်ဆင်ဖို့ခွင့်ရရှိတယ်ဆိုတဲ့စကားအတိုင်းပညာဖွံ့ဖြိုးအားသူကိုယ်တိုင်အမားရည်လို့မမေရမရှိရတဲ့အတွက် သူတို့တော့ပြန်လေစူးစမ်းဖို့ဆိုတာအရန်ခက်ခဲတဲ့ကိစ္စတခုတော့မဟုတ်ပါဘူး။အတိတ်မှာစိတ်ညစ်စရာတွေစိတ်ပျက်စရာတွေကြုံခဲ့ရပြီးမြအခုချိန်မှာတော့ထိုင်ပြီးတော့ပြန်တွေးစိတ်ညစ်မနေပဲလုံတဲ့နာတွေကိုကြိုးကြိုးစားစားဆက်လုပ်သွားဖို့ဆုံးဖြတ်ထားတယ်လို့လည်းရင်ဖွင့်လာခဲ့ပါရီ။အရင်ကဘလို့တွေ့ကြုံခဲ့တွေ့ကြုံခဲ့အခုချိန်မှာရှေ့ဆက်ရှာဖို့အင်အားပြည့်ဖြစ်နေပြီဆိုတဲ့ပညာဖွင့်ပြအောင်သူကိုယ်တိုင်ပြည့်တတ်တွေစီကိုအနုပညာအလုပ်တွေ အများကြီးချပြလာဖို့ရှိပါရဲတဲ့နော်အထူးသဖြင့်အမှုပညာစီးပွားရေးလိုမျိုးရှာရင်ရှာသလောက်မရနိုင်တဲ့အရာဖြစ်တာကြောင့်မလို့ရတဲ့ချက်လေးမှာပဲရသလောက်ရှုပြီးတော့စုဆောင်းထားမယ်လို့လေသူ့ရဲ့မျက်လေးကိုပြိတ္တရီစီမှာပြပြခဲ့ပါရီအရင်ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့အခုချိန်မှာတော့အဲ့ဖြစ်ပျက်တွေကနေသင်ငန်းစာယူဖို့ရှိပြီရှေ့ဆက်ဘလို့ရက်တရားမလဲဆိုတော့ကိုယ်ပဲတွေးဖြစ်တယ်လို့ ။ပညာဖွင့်ပြီးကဆိုပါရင်ဒါကြပညာဖွင့်ပြီးကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေနေနဲ့လဲပညာဖွင့်ပြီးကိုရှေ့ဆက်ဘလို့တွေအားပေးကြမလဲဆိုတာကိုလည်းချိုးတင်ဆောင်မြော်နေလို့ရှားပါပြီနော်။အခုကြည့်နေတဲ့ပရိသတ်ထဲမှာလဲပညာဖွင့်ပြီးကိုချစ်ခင်ကြတဲ့သူတွေရှင်ရင်အားပေးစကားလေးတွေပြောသွားပေးခဲ့ကြပါဦးရှင်။